ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးမယ်တိုင်းရင်းသားတွေကိုစောတော့ကျွန်တော်ပြောတဲ့ဗိုလ်ချုပ်အောင်ဆန်းလွှတ်တော်မှာဖတ်သွားတဲ့အခြေခံမှုခုနှစ်ချက်ထဲမှာလည်းနံပါတ်1ကအဲ့ဒါပဲတိုင်းရင်းသားတွေကိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးမယ်ဆိုတာပါတယ်အဲ့ဒါမရသေးဘူးဒီမှာပြည်တွင်းမှာမငြိမ်မသက်ဖြစ်နေလို့ရှမ်းကလည်းပါဇက်ပိတ်နေရတယ်မတောင်းနိုင်ဘူးအခုတော့ရွေးကောက်ပွဲလည်းပြီးသွားပြီအိမ်ဆောင်အစိုးရလည်းဆင်းသွားပြီဥနုပြန်တက်လာပြီဒါလူလူရွေးတဲ့အစိုးရဆိုတော့အဲ့ဒီမှာစစကားပြောတယ်ကချင်ကလည်းစကားပြောတယ်အဲ့တော့ဆွေးနွေးနေကြပြီဆွေးနွေးနေတာတော်တော်ကိုပြေလည်နေပါပြီ အပေးယူဦးနှုတ်ကနိုင်ငံရေးအမတန်ပန်းတတ်တဲ့သူပါဘာအပေးယူလို့တော့ဆိုတော့ဟုတ်ပြီကိုပဲအုပ်ချုပ်ခွင့်ပေးမယ်တခုရှိတယ်ခမားတို့တိုင်းရင်းသားတွေဘက်ကလည်းခွဲမထွက်ပါဘူးဆိုတဲ့ကိရိယောပေးဘာပြောတော့ဆိုတော့ကျွန်တော်ပုံမှန်199နဲ့200မှာ10နှစ်နေမယ်10နှစ်နေလို့မှမကြိုက်ရင်ခွဲထွက်ခွင့်ရှိတယ်လို့ပါတယ်1949ဖွဲ့စည်းပုံမှာအဲ့ဒါကိုဦးနှုတ်ကဖျက်ချင်တယ်ဘယ်တော့မှခွဲမထွက်ဘူးဆိုတဲ့ကိရိယော ိုင်းရင်းသားတွေဘက်ကလိုချင်တယ်အဲ့ဒါကိုဖွဲ့စည်းပုံတွေကဖျက်ချင်တယ်တိုင်းရင်းသားတွေကအဲ့ဒါကိုသဘောတူတယ်အပြန်အလှန်အဖြစ်ကျွန်တော်တို့ကလည်းကိုယ်ပိုင်အုပ်ချုပ်ခွင့်နေပေးမယ်ဆိုတော့ဆွေးနွေးပွဲကအောင်မြင်ပြီအောင်မြင်တဲ့အတွက်လောက်ရမယ်နောက်တစ်ဆင့်ကဖွဲ့စည်းပုံပြင်ဖို့ပဲလုပ်ရတော့မယ်အဲ့တော့အဲ့ဒီဖွဲ့စည်းပုံကို ပြင်ဖို့အတွက်အစည်းအဝေးကိုနောက်တစ်ချိန်အစည်းအဝေးကိုမတ်လ9ရက်နေ့မှာလုပ်မယ်မတ်လ2ရက်နေ့ညနေ4နာရီမှာ တိုင်းပြည်ကိုရေဒီယိုကနေကြေညာသွားပြီပြည်လည်နေပြီနောက်တစ်ဆင့်ကဖွဲ့စည်းပုံပြင်ဖို့ပဲကြံတော့တယ်အဲ့ဒီညမှာပဲကျွန်တော်တို့အာဏာအသိမ်းခံလဲရတယ်အဲ့တော့အာဏာအသိမ်းခံလဲရတဲ့အကြောင်းရင်းလေးလည်းကျွန်တော်စကားစက်မိလို့ထည့်ပြောသွားတာပါအဲ့တော့အဲ့လိုအာဏာသိမ်းလိုက်တဲ့1962ခုနှစ်ကနေစပြီးတော့ခုနဆရာပြောတာပါတယ်1964အမျိုးသားစည်းလုံးညီညွတ်ရေးကိုကာကွယ်သည့်ဥပဒေဆိုပြီးတော့အဲ့ဒီကနေအသင်းအဖွဲ့တွေအကုန်ဖျက်ပလိုက်တယ်။ပါတီတွေကိုဖျက်လိုက်တယ်။နောက်ဘာအဖွဲ့မှလည်းဖွဲ့လို့မရတော့ဘူး၊ထောင်လို့မရတော့ဘူး။တရင်းစာလွတ်လပ်ခွင့်ကျွန်တော်တို့ရုပ်သိမ်းလိုက်တယ်။ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာသုံးခုစလုံးကိုစစ်ဘရင်စစ်အာဏာရှင်ဦးနေဝင်ကအလုံးချုပ်ကင်လိုက်တယ်။အဲ့ဒီနေ့ကနေစပြီးကျွန်တော်တို့ရဲ့စရုပ်ထမြန်မာနိုင်ငံတော်စပါတယ်။အဲ့တော့စရုပ်ထမြန်မာနိုင်ငံတော်ဟာကာလတော်တော်ကြာသွားပါတယ်။နှစ်90လောက်59နှစ်နှစ်90လောက်အလုံးပေါင်းကြာသွားပါတယ်။ခုနကဆရာခစ်တင်နဲ့ပိုင်းပြီးတော့ပြောသွားပြီးသားပါ။60 62နှစ်ကနေဟလာ sorry အဲ62နှစ်ကနေ တော်လိုင်းရေးကောင်စီအစိုးရဆိုပြီးတော့သူ82နှစ်အထိဆယ်နှစ်အုပ်ချုပ်တယ်ပြီးတော့83နဲ့4ကိုခြားကာလအသွင်ကူးပြောင်းရေးကာလဆိုပြီးတော့နှစ်နှစ်အဲ့ဒီကနေပြီးတော့တပါတီအာဏာရှင်စနစ်အဲ့88သွားတယ်ပေါ့ဗျာအဲ့ဒီကနေတခါဒုတိယအကြိမ်စစ်တပ်ကအာဏာပြန်သိမ်းပြီးတော့နောက်ထပ်နှစ်20လောက်ဆက်အုပ်ချုပ်တော့အဲ့ဒီနှစ်ပေါင်း20လုံးလုံးဟာအာဏာကိုလူတူးတယောက်တည်းရဲ့လက်ထဲမှာပဲထားတယ် ပထမ26နှစ်အာနာသိမ့်နဲ့ဥနေဝင်အာနာသိမ့်နဲ့1962နှစ်ကနေ88နှစ်အထိ26နှစ်ကိုဥနေဝင်တယောက်ထဲကပဲပထမ14နှစ်ကိုဒေါ်လာရေးကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်ကြီးနေဝင်ဆိုတဲ့နာမည်နဲ့ကင်ပြီးကျင့်သုံးတယ်ဒုတိယ72နှစ်ကိုကြာတော့မြန်မာဆိုရှယ်လက်လန်းစင်ပါတီဥက္ကဋ္ဌနိုင်ငံတော်သမရဥနေဝင်ဆိုတဲ့နာမည်နဲ့တယောက်ထဲကပဲ26နှစ်နိုင်ငံတော်အာဏာကိုကင်တွယ်ကျင့်သုံးခဲ့တယ် မမမင်းတွေဖုံးတကူကြီးတာတဲ့တောင်တာပါတယ်အဲ့ဒီလောက်ထိအောင်ဥနယ်ဝင်းကတိုင်းပြည်ကိုဖိနှိပ်ချုပ်ချယ်အုပ်ချုပ်နိုင်တဲ့အခွင့်အလမ်းရခဲ့ပါတယ်88တူပြီးသွားတဲ့အခါကျတော့အနာသိန်းကောင်းဆောင်ကိုစောမောင်တက်လာပါတယ်ဟိုစောမောင်ကဂရီပေးတယ်ကြာကြာသူမသိမ့်ပါဘူးခင်ဗျားတို့ကျွန်တော်တို့အစိုးရအဖွဲ့ကိုကြည့်လိုက်တဲ့ဝင်းကြီး၈ယောက်ဖွဲ့ရှိတယ်လူနည်းနည်းလေးနဲ့ဖွဲ့ထားတယ်အဲ့ဒါအတိတ်ဘယ်က နိုင်ငံတော်အာဏာကိုကျွန်တော်တို့ကြာကြာမသိမ်းဘူးလို့ပြောချင်တာအများဆုံးလွှဲပေးမယ်လို့ပြောချင်တာရွေးကောက်ပွဲအများလုပ်ပေးမယ်ပြောတယ်မလုပ်ပါနဲ့အာဏာသိမ်းပြီးရပိုင်းအတွင်းမှာပဲနိုင်ငံရေးပါတီတွေမှတ်ပုံတင်မှုဥပဒေပြဋ္ဌာန်းတယ်ချက်ချင်းပဲအစိုးရအဖွဲ့တစ်ဖွဲ့အနေနဲ့မလွယ်ဘူးသူတို့ကအယံမြန်လွန်းနေရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းပေးတယ်တနည်းအတွင်းမှာရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းပေးတယ်နှစ်နှစ်မပြည့်ခင်မှာရွေးကောက်ပွဲလုပ်ပေးတယ်အယံမြန်တယ် ဲဒါပေမဲ့ရွေးကောက်ပွဲပြီးတဲ့နောက်တော့အမျိုးမျိုးကျွန်တော်တို့အပြောင်းအလဲတွေဖြစ်သွားတယ်သူကတော့အာဏာလွှဲမယ်လို့တဖွာဖွာပြောနေတယ်ပြောလို့မကပြောတဲ့အခါကျတော့သူ့ကိုကြမ်းမာရေးမကောင်းလို့ဆိုအငြိမ်းစားပေးလိုက်တယ်တိတ်မကြပါဘူးဆုံးသွားရှာတယ်အဲ့တော့ဒါလည်းပဲကျွန်တော်တို့တမိုင်းမှာတစ်ခုရှိပါတယ်ပိုစောမောင်မလုပ်ခဲ့တယ်လေပိုစောမောင်ဘာကြောင့်အဲကြံပါရေးချိုးရမ်းသွားတယ်လေ။ဘာကြောင့်ဆုံးသွားတယ်လဲ။ဒီဟာလဲတစ်ချိန်မှာတော့မေးစရာမေးခွန်းနေဖြစ်လာပါလိမ့်မယ်။ ဲ့တော့ဘူဆောမောင်နောက်ရောက်သွားခြင်းနဲ့အတူကျွန်တော်တို့ရဲ့နိုင်ငံရေးအခြေအနေလည်းအကြီးအကျယ်ပြောင်းလဲသွားတယ်။ရွေးကောက်ပွဲအတိုင်းရတဲ့ NLD ပါတီရရဆက်ဆက်ဖိနှိပ်ခံရတယ်။နိုင်ငံတော်အာဏာကိုပြန်လဲအနှင်းဖို့ကိစ္စကိုလုံးဝနောက်ဆုတ်သွားတယ်။အကြောင်းအမျိုးမျိုးပြပြီးတော့2008ဖွဲ့စည်းပုံချင်ဥတွေကိုရေးမယ်ဆိုပြီးတော့သူတို့အချိန်ဆွဲလိုက်တယ်။ဆံကန်းနဲ့ညီပါအချင်းယူပြီးတော့ဖွဲ့စည်းပုံချင်အုပ်တွေကိုသူတို့ရေးတယ်။အဲ့ဒီကြားကာလတစ်လျှောက်လုံးကျွန်တော်တို့ကိုအကြီးအကျယ်ရရဆက်ဆက်ဖိနှိပ်အုပ်ချုပ်ခဲ့တယ်။ လူတွေအများအပြားဘာအပြစ်မှမရှိဘဲနဲ့ပုံမှန်အမျိုးမျိုးနဲ့ထောင်ချခံခဲ့ရတယ်။ဒါတွေအားလုံးကတော့ခင်ဗျားတို့လက်လန်းပြီနေပြီတိနေတဲ့အကြောင်းအရာတွေဖြစ်တော့ကျွန်တော်အကျဉ်းမချဲ့တော့ပါဘူး။အဲ့တော့ကျွန်တော်တို့ရဲ့စရုပ်ထမြန်မာနိုင်ငံဟာကျွန်တော်တို့ရဲ့တမိုင်းမှာအဆိုးအဝါးဆုံးကာလ290လို့ပြောလို့ရပါတယ်။လူလူချင်းတူတူရရဆက်ဆက်အုပ်ချုပ်ခံခဲ့ရတဲ့ကာလပဲ။ဟလာဒီကာလထဲမှာကျွန်တော်တို့ဗမာပြည်မှာနေခဲ့ရတယ် ဟလာကျွန်တော်တို့နိုင်ငံခြားထွက်တယ်ကျွန်တော်ပထမဦးဆုံးအကြိမ်နိုင်ငံခြားထွက်တော့ကျွန်တော်သားကျောင်းအဖို့စင်ကာပူကိုလာတာ2005ခုနှစ်မှာဗမာပြည်လေရင်ခွင်လေးမြမထွက်မချင်းကျွန်တော်ယင်လေးနေတယ်စိတ်ထဲမှာစင်ပြေပါမလားဆိုရယ်ခန်းစားနေဘယ်အချိန်မြတ်ငါပြန်ခေါ်ထားလိုက်ရမလဲမသွားဘူးလို့ပြောမလားပိုက်ဆံလေးကလည်းပါသေးတယ်သားကျောင်းအဖို့ဒီပိုက်ဆံကျောင်းမဲငါအဖမ်းခံမလားခလေးဒုက္ခဖြစ်မှာဆိုလို့ခလေးမပေးထားအောင်အကုန်ကိုကယူထားတယ်ခလေးကနှစ်ယောက်ပါတယ်အဲ့ဒီပိုက်ဆံအလုံးကကိုရှိမှာ ဒါနဲ့ပြစိတ်ထဲမှာပေါ့လေကျွန်တော်အများကြီးခံစားနေရတဲ့ stress တွေကလေးတွေမသိအောင်နေတာပေါ့ဗျစင်ကာပူလေရင်ကွင်းဆင်းတဲ့အချိန်မှာကျွန်တော်တော်တော်ကိုလွတ်လပ်တဲ့ခံစားခွင့်ကျွန်တော်ခံစားလိုက်ရတယ်ဗမာနိုင်ငံသားတယောက်ဟာဗမာနိုင်ငံမှာကျဉ်ကျက်နေပြီးတော့တခါမှမရောက်ဘူးတဲ့အင်မတန်စီးကန်းကြီးပါတဲ့ဇရေတောင်အရင်မထွေးရဘူးဆိုတော့စင်ကာပူရောက်တဲ့အချိန်မှာကျွန်တော်တော်တော်လေးကိုလွတ်လပ်ပေါ်ပါသွားတယ်အဲ့ဒီအနေနဲ့ကျွန်တော်ပြန်လာသူသားတို့ကအဲ့ဒီကလီမန်တီမှာနေတယ်ပေါ့ဗျနောက်တစ်နေ့မနေ့က ကျွန်တော်အမတန်ပူပါနဲ့ကိုစီသူတို့ရဲ့ဘာကြီးဘာတွေပေါ့ဗျာသူအမေရဲ့အကိုဥတေအေးကျွန်တော်တငယ်ချင်းရှိပါတယ်သူကကျွန်တော်တွေ့ဆိုတော်တော်ပူပါနဲ့လို့သူကဖုတ်ဆက်လာတယ်ဖုတ်ဆက်လာတဲ့အခါကျတော့ဥကုနီဘယ်လိုလဲအဆင်ပြေရလားဒါကျွန်တော်ကြုံလို့ပြောတာပါဥတည်အေးဘေးမှာဥကြည့်မြင့်ရှိနေတယ်ဗမာပြည်မှာသူတို့ကကျွန်တော်ကလမ်းလျှောက်နေအဲ့ဒီအချိန်မှာတယ်လီဖုန်းဝင်လာတယ်ဟာဥကုန်ကြီးဥကုန်ကြီးဥဥတည်အေးရဲ့တာညင်းကြီးတန်လွင်ညင်းကြီးရှိကိုဖုန်းကဝင်လာတယ ညီညီကကျွန်တော်ကိုဖုန်းပေးတယ်ဒီမှာသူ့ဖေကပြောချင်တယ်တဲ့ဆိုတော့ကျွန်တော်ကဖုန်းလေးကင်လိုက်တော့ဆရာပထမဦးဆုံးဆရာဦးတင်ကျွန်တော်မေးတယ်မေးခေါ်ကဆရာဘယ်လိုလဲတဲ့အခြေအနေစင်ကာပူရောက်သွားတော့ကျွန်တော်ရဲ့ first trip ပထမဦးဆုံးနိုင်ငံရရောက်ဖို့တော့ကျွန်တော်ရဲ့ခံစားချက်ကလေးမေးချင်တော့ကျွန်တော်ကိုကျွန်တော်လူဆိုတာကျွန်တော်အခုမှသိရပါတယ်ဆရာလို့ကျွန်တော်ကတယ်လီဖုန်းနဲ့ကနေပြောလိုက်တယ်ဆိုတော့ တင်အေးက speaker ဖုန်းဖွင့်ပြီးတော့ပြောနေတယ်သူကသူ့ရုံးခန်းထဲကနေ speaker ဖုန်းဖွင့်ပြောနေတယ်ဘေးမှာဥကြည်မြင့်ရှိတယ်ဥကြည်မြင့်ကမြန်မာစားဆရာကျွန်တော်ကလာကြီးခေါ်တယ်ဟဲ့အောင်ကလာကြီးတဲ့မင်းကိုမင်းလူဆိုတာအခုမှသိသလားကွာဆိုသူကဘေးကဝင်နောက်သေးတယ်အဲ့တော့ကျွန်တော်ကဘာလို့ပြောချင်တာလို့ဆိုကျွန်တော်ပြန်တော့ရှင်းပြပါတယ်လူတယောက်လို့ကျွန်တော်ကိုကျွန်တော်ခန်းစားလိုက်ရတာနိုင်ငံသားကိုရောက်တော့မှဒီကလူတွေကျွန်တော်တို့အပေါ်မှာတကယ်အပြည့်အဝလူလိုဆက်ဆံတာဟုတ်ကျွန်တော်တို့ကိုတိုင်းပြည်မှာကိုလူလိုဆက်ဆံမခါဘူးလွတ်လွတ်လပ်လပ်မနေရဘူး ုံးရောက်တဲ့အချိန်မှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရမယ်ဆိုတဲ့ခံစားချက်မရှိဘူးအဲ့တော့အဲ့ဒါလိုလူတယောက်ဖြစ်ရတဲ့အရသာဒင်ပြစ်ချက်ပြီကိုစပြီးတော့ခံစားလိုက်ရတာအခုမှပဲဗျာလို့ကျွန်တော်ကဒါကိုပြောချင်တာပါအဲ့တော့ကျွန်တော်တို့ဟိုမှာနေခဲ့ရတဲ့ဘဝဟာခင်ဗျားတို့လည်းသိပါတယ်အဲ့တော့အဲ့ဒီအခြေအနေဟာကျွန်တော်တို့ရဲ့စရုပ်ထမြန်မာနိုင်ငံတော်ပါပဲအမတမဝင်းနေစရာကောင်းတဲ့အမတမဆွေးမြေ့စရာကောင်းတဲ့ပြဿနာပေါင်းစုံလူတိုင်းလူတိုင်းကိုစီကိုစီ ခံစားရတဲ့ခေဆိုးစနစ်ဆိုးကြီးတခုဟာကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့စရုပ်ထမြန်မာနိုင်ငံပါ